မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမတ်လ28ရက်နေ့မနက်7:00နာရီတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတရင်အနေနဲ့ EAO တွေနဲ့ PDF တွေလက်နက်စွန်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းကနေရွေးကောက်ပွဲဝင်ဖို့နဲ့ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်ပြီးအာဏာလွှဲဖို့ဆောင်ရွက်နေတယ်လို့စစ်ကောင်းဆောင်ပြောဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ PDF တွေနဲ့ EU အချို့လက်နက်ဆိုပြီးပါတီနိုင်ငံရေးလမ်းကြောင်းကိုရွေးချယ်ကြဖို့စစ်ကောင်ဆောင်ပူးပေါင်းမှုကြီးမေအောင်လိုင်းကပြောဆိုလိုက်ပါတယ် မတ်လ29ရက်ညနေပိုင်းမှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အနည်း80ပြည့်တမတော်နေမင်းကောမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ PDF အဖွဲ့ရင်းနဲ့တိုင်းရင်းသားအဖွဲ့ရင်းအနေနဲ့လက်နက်ကင်လန်စင်ကိုဆွန့်လွတ်ပြီးပါတီစုံနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကတစဉ်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးလမ်းကြောင်းနဲ့သာဖြည့်ရှင်နိုင်မှာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအမြဲတမ်းကြိုးစားလမ်းပွင့်ထားကြောင်းထပ်မံအတည်ပြုတယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။ ဒါအပြင်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲအောင်မြောင်ကျင်းပနိုင်ရင်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်အာဏာလွှဲအန်နိုင်ရင်ဦးတည်ကြပြီးရွေးကောက်ပွဲကိုတမတ်ကာလအတွင်းပြန်လည်ကျင်းပပေးဖို့လှုံ့ဆော်နေပြီးဒေသလိုက်လုံခြုံရေးဘုံမှုတီကရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။ ်မတ်လ29ရက်နေ့ပြုလုပ်တဲ့စစ်ကောင်စီရဲ့နှိရှစ်ဆဲပြည့်တက်မရော်နေအခမ်းအနားကိုညနေပိုင်းမှာပြုလုပ်ခဲ့ပြီးအင်အား9000ကျော်နဲ့စစ်ရေးပြခဲ့တယ်လို့စစ်ကောင်စီလောက်ခံမီဒီယာတွေမှာဖော်ပြထားပါတယ်ရှင်ဆလဘီရန်ကုန်မန္တလေးအမြန်လမ်းပေါ်ရှိရေစခန်းများနဲ့ပေါက်ခေါင်းရှိစစ်ကောင်စီတပ်စစ်ကားများတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မံတေဆုံးဆိုတဲ့တွင်ဖြစ်ပါရရှင်။ ဖကိုးတိုင်းအနောက်ကျန်ပြည်ခိုင်ပေါက်ခေါင်းမြို့နယ်တွင်စစ်ကောင်စီတပ်စစ်ကားများနဲ့ရန်ကုန်မန္တလေးအမြန်လမ်းပေါ်ရှိစစ်ကောင်စီလက်အောက်ခံရဲစခန်းများတိုက်ခိုက်ခံရပြီးထပ်သား၁၀ဦးထပ်မင်းသေးဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲထံမှသိရသည် ပေါက်ခေါင်းမျိုးနယ်ရင်ပြီးခဲ့သည့်မတ်လ25ရက်နေ့ကပေါက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းအတိုင်းမောင်းနေလာသည့်စစ်ကောင်စီစစ်ကား၂စီးကိုတော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရာအင်အား30ခန်းမှစစ်ကား၃စီးမှ၆ထဲပြုတ်ကျ၍တပ်ဖွဲ့ဝင်၁၁ဦးသေဆုံးက၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ်ထို့ပြင်ရှမန်နေမတ်လ26ရက်နေ့ကလည်းရန်ကုန်မန္တလေးအမြန်လန်128မိုင်မင်းရဲရေစကန်နဲ့124မိုင်နယ်ရီရင်ရေစကန်တို့ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များတအုပ်သိမ်းဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည် အဆိုပါတိုက်ခိုက်မှုများကိုပြည်သူ့ကော်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနဘက်ကဖြူဟာ21ပြည်ခိုင်တရင်363နှင့်တက်ခွဲ3ဖြူဟာ20နှင့်အမှတ်383တက်ရင်နှင့်အမှတ်3031တက်ရင်တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ်ထို့ပြင်မတ်လ29ရက်နေ့တွင်လည်းအုတ်တွင်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းတနေရာတွင်ပြည်သူ့ခေါင်းရဲတပ်3939နှင့်တိုက်ရင်စစ်တောင်းစစ်ကြောင်းမှလမ်းလုံးကြုံရေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းအမှန်နှင့်စစ်ဒေသအကွဲကထုတ်ပြန်ထားသည်ဆလဘီရှေးတန်းရောက်စက်ကောင်စီတပ်သားလေးဦး KNDF ထံအလင်းဝင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှေရန်ရောက်စစ်ကောင်စီတပ်သားလေးဦးအလင်းဝင်ခိုးလုံလာကြောင်းခရင်နီအမျိုးသားများကော်ရေးတက် KNDF အမှတ်၅တရင်ကမက်စလ29ရက်ကထုတ်ပြန်သည်မက်စလ26ရက်တွင်စစ်ကောင်စီတပ်သားလေးဦးသည် MA1 တလန်နှင့်အတူထွက်ပြေးလာကအလင်းဝင်ခိုးလုံလာခြင်းဖြစ်ပြီး၃ဦးမှာအထမစစ်မှုထမ်းတပ်သားတဲ့အဖြစ်စုဆောင်ခံရသူနှင့်၁ဦးမှာစစ်ဘက်တာဝန်ထမ်းဆောင်ခဲ့သူဟုအသိပေးသည် အဆိုပါတပ်သားများသည့်စစ်ကောင်စီတပ်အတွင်း၎င်းတို့စိတ်ဆန္ဒအရဝင်ရောက်ခဲ့ခြင်းမဟုတ်ပေအရင်အတမဆူဆောင်းခံရပြီးတပ်တွင်းရောက်လာရသူများဟုဆိုသည်စစ်ကောင်စီကတင်းနှံပို့ချနေသည့်ကာလများတွင်လည်းထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြတော့လည်းလွတ်မြောက်ခြင်းမရှိခဲ့ပေရှေ့တန်းစစ်မြေပြင်သို့အတမပို့ဆောင်ခံခဲ့ရကြောင်း၎င်းတို့ကဆိုသည်အလင်းဝင်လာသည့်စစ်ကောင်စီတပ်သားများ၏အချက်အလက်များကိုမူ KNDF တရင်ကကဖော်ပြမှသာပေ KNDF ဖြူဟာ6ရဲ့အနေမြေတွေကနေတော့ဝင်လာတာဆိုတော့ဖြူဟာ6ကဒီမော်ဆိုနဲ့ဖရူဆိုအခြေပြုထားတာအဲ့ဒီဘက်ကနေခလုံးသားလို့ပဲအကြမ်းပြင်ပြုတ်လို့ရမယ်ဟု KNN စစ်ဘက်သတင်းရင်းမြစ်ကလူလူຫນွေဦးတို့ပြောသည်တော်လည်းကြာမြင်လာတဲ့အများစကောင်စီဘက်တွင်စစ်စင်ရေးများအထင်နာ၍တပ်သားပြောက်ဆုံးမှုများတိုးလာခြင်းလူဆန်းအားပြက်လက်လာခြင်းစသည့်ပြဿနာများကြောင့်မတရားဖန်ဆီး၍လူသစ်ဆူဆောင်းမှုများတိုးမြင့်လှုံ့ဆော်လာသည်ကိုတွေ့ရှိရကြောင်းထုတ်ပြန်ကြေညာဖော်ပြသည် ထို့သောအတင်းအဓမ္မဖန်ဆီမှုများကြောင့်ထွက်ပြေးပက်ပြောင်းသူများပုံမှုများပြလာခြင်းဟုလည်း KNDF တရင်ငါကဆိုသည်ဖက်ပြောင်းခုလုံလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုသက်ဆိုင်ရာဌာနသို့လွှဲပြောင်း၍လုံခြုံဘေးကင်းစွာဆောင်ရှောက်ထားပြီးဖြစ်ကြောင်းအသိပေးသည်ထို့ပြင်ကြန့်ရှိနေသောစစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသည့်တပ်ဖွဲ့ဝင်များအနေဖြင့်အာဏာရှင်စစ်ကောင်စီအားကြောခိုင်းရင်ပြည်သူလူထုအားမျက်နှာမူကလာရောက်ပူးပေါင်းရန် KNDF ကဖိတ်ခေါ်ထားသည် ဆက်လက်ပြီးကုလသမဂ္ဂမြန်မာအထူးတန်တမန်တစ်ဖြစ်လေ ANU တက္ကသိုလ်အထက်ကဂျူလီဘီရှော့ပေါ်သူမ၏ဝန်ထမ်းများကအယုံကြည်မရှိကြောင်းမဲခွဲဆုံးဖြတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှာနေချီသောဩစတြေးလျအမျိုးသားတက္ကသိုလ် ANU ဝန်ထမ်းများကအလုံးကိုင်ဖြတ်တောက်မှုနှင့်ခေါင်းဆောင်မှုဆိုင်ရာပြဿနာများကြောင့်၎င်းတို့၏တက္ကသိုလ်အဓိပတိဖြစ်သူဆူလီဘီရှော့အားယုံကြည်မှုမရှိတော့ကြောင်းမဲခွဲဆုံးဖြတ်ခဲ့ကြသည်ဟုဩစတြေးလျနိုင်ငံသတင်းများတွင်ဖော်ပြခဲ့ကြသည် ရှခင်ဩစတြေးလျနိုင်ငံသားရေဝင်ကြီးဟောင်းလည်းဖြစ်သူဂျူလီဘီရှော်နဲ့ဒုတိယအဒီဗတီဂျနေဗီဗဲရိုဤခေါင်းဆောင်မှုကိုရှုံချီမှုရှိမရှိဆိုသည့်ပေါ်အေအန်ယူဝန်ထမ်းများအား၎င်းတို့တမကအများမှမေးမြန်းခဲ့သည်ဟုသတင်းများကဆိုသည်အဆိုပါမဲပေးမှုတွင်ပါဝင်ခဲ့သောဝန်ထမ်း600ကျော်အနက်95ရာခိုင်နှုန်းက၎င်းတို့နှစ်ဦးဤခေါင်းဆောင်မှုကိုရှုံချီမှုမရှိတော့ကြောင်းဖော်ပြခဲ့ကြသည်ဟု The Sydney Morning Hall သတင်းစာတွင်ဖော်ပြထားသည် အဆိုပါကိစ္စရံများသည့်ဂျူလီဘီရှော့ကသူမ၏လုပ်ငန်းပေါ်တူဝါတက္ကသိုလ်ပန်းနာငွေဖြင့်အကြံပေးကပေးချေခဲ့ပြီးအပြီးမကြမီဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။တိုက်ဆိုင်စွာပင်အဆိုပါ ANU တက္ကသိုလ်အဓိပတိဩစတြေးလျနိုင်ငံသားရေးဝန်ကြီးဟောင်းနှင့်စီးပွား၏လုပ်ငန်းများစွာတွင်ပါဝင်ပတ်သက်နေသူဂျူလီဘီရှော့ကို ကုလသမဂ္ဂကမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်တမန်အဖြစ်2024ခုနှစ်ဧပြီလအတွင်းမှတရားဝင်ခန့်ခဲခြင်းဖြစ်သည်။ ဆူလီဘီရှိုအာ ANU ဝန်ထဲများကယုံကြည်မှုမရှိကြောင်းမဲခွဲမဆုံးဖြတ်ခင်ပြီးခဲ့သည့်ရက်သက်တပတ်အတွင်းတွင်လည်းသူမအားတရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့်အကျိုးစီးပွားပဏိပခရှင်နေနိုင်မှုအပေါ်စစ်ဆေးပေးရန်မြမအရေးတက်ကြွအလှူရှာသည့်အရက်ဖက်အဖွဲ့ပေါင်း290ကကုလသမဂ္ဂအထွေထွေအတွင်းရင်မှုအန်တိုနီယိုဂူတာရက်စ်တန်အဖွဲ့ပေးစာပေးဖို့တောင်းဆိုတိုင်ကြားခဲ့ကြသည်ဆူလီဘီရှိုသည်ကုလမြမအထူးတန်တမန်အဖြစ်လှုပ်ဆောင်နေသည့်အချိန်တွင်ဩစတြေးလျအခြေဆိုင် Energy Transition Manual ET ရန်ကံနေတွင်မဟာဗျူဟာအကြံပေးဖြင့်လောက်ကိုင်းနေခဲ့ခြင်းလည်းဖြစ်သည် ူမိုင်းလောက်ကိုင်းနေသောကုမ္ပဏီတွင်မြန်မာနိုင်ငံတွင်စေအုပ်စုနှင့်ပူးပေါင်းလောက်ကိုင်းနေသောတရုတ်အစိုးရပိုင်ရှန် Resources နှင့်ရှန်ကုန်မြို့သစ်စီမံကိန်းပေကိုင်ရှင် China Communication Construction Company ပါဝင်တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်နိုင်ခြေရှိသော သူမဟုတ်အတီးပြူထားသောသတ္တုတွင်လုပ်ငန်းများနှင့်ဆက်နွယ်မှုများရှိနေသည်ကိုအံ့ဩဖွယ်သိရှိခဲ့ရကြောင်းလူအခွင့်ရေးတက်ကြလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Justice for Myanmar ကထုတ်ပြန်ခဲ့သည့်အရက်ဘက်အဖွဲ့အစည်းများ၏အိတ်ဖွင့်ပေးစာတွင်လည်းသူမနှင့် ့တရုတ်အစိုးရပိုင်ကုမ္ပဏီများဆက်နွယ်နေမှုတွေမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တူအနေနဲ့ရှိရမည်တမတမတ်ကြမှုနဲ့လွတ်လပ်အမိကိုကင်းမှုအပေါ်အလွန်ကြီးမားသောစိုးရိမ်ပူပန်မှုကိုဖြစ်စေသည်ဟုဖော်ပြထားသည်စင်စဲဂျူလီဘီရှော့အားမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်အဖြစ်ခန့်ခဲမှုအပေါ်ဒေတာရင်းနာမကဩစတြေးလျလူအခွင့်ရေးလှုပ်ရှားသူများကပါဝေဖန်မှုများရှိခဲ့သည်အထူးသဖြင့်ဩစတြေးလျနိုင်ငံသို့တခြားကမ္ဘာနိုင်ငံများမှပဋိပက္ခများကြောင့်ထွက်ပြေးလာရသောဒုက္ခသည် င်များအရင်နဲ့ပတ်သက်၍သူမ၏ရည်ရည်ချက်အပေါ်ဝေဖန်ပြောဆိုမှုများစွာရှိခဲ့ပြီးကုလသမဂ္ဂအနေဖြင့်သူမအားမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်အဖြစ်ရွေးချယ်ခဲ့မှုအပေါ်တွင်လူအခွင့်အရေးတက်ကြွလှှရှားသူများကဝေဖန်မှုများရှိခဲ့သည် လက်ရှိဖြစ်ပွားနေသောဩစတြေးလျအမျိုးသားတက္ကသိုလ် ANU ဝန်ထမ်းများ၏ဂျူလီဘီရှော့ပေါ်ယုံကြည်မရှိကြောင်းမဲခွဲဆုံးဖြတ်မှုနှင့်ပတ်သက်ပြီးတက္ကသိုလ်၏အမှုဆောင်အရာရှိဂျိုနသန်ချော့ချဲကထိုရလည်သည့်တက္ကသိုလ်ဝန်ထမ်း9000နီးပါးအနက်မှအများစုကိုကိုးစားမပြုဟုဆိုလိုက်ပြီးဘီရှော့နှင့်ဘယ်တို့ဦးဆောင်သောတက္ကသိုလ်အုပ်ချုပ်မှုအဖွဲ့သည် ANU ၏ဗန်နာရေးတည်ငြိမ်မှုအရာရှိအောင်ဆက်လက်ကြေပြုဆောင်ရွက်နေသည်ဟုပြောဆိုခဲ့ကြောင်း The Sydney Morning Herald တွင်စာရင်းဖော်ပြခဲ့ကြသည် ။တမကဩဂတာအလက်ဆန်ဘာနက်စ်ကတော့ ANU တက္ကသိုလ်၏လက်ရှိအငင်းပွားဝယ်ရာများသည်တက်စထရာတာဝါထပ်ပင်မြန်မာစုပုံနေတော့လေ။စိုးဝါလာသောစီမံခန့်ခွဲမှုများအတွက်တာဝန်ရင်ပြတ်ကွက်နေသည့်ဂျူလီဘီရှော်လုံးအူအားတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကဆက်လက်ထောက်ခံနေမှုပေါ်ဝေဖန်ပြတင်နေသည်။ ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မင်းလေးအမြန်လန်းဟောင်းတွင်စစ်ကောင်စီတပ်သားများလိုက်ပါလာသောအင်စီကားနှင့်ရထားတွဲကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ဖကိုးတိုင်းအုပ်တွင်းမြို့နယ်ရန်ကုန်မင်းလေးအမြန်လန်းဟောင်းတွင်အစံဘက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောအင်စီကားနှင့်ရထားတွဲကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းတာမိုင်းစစ်ဒေသအမှန်နှင့်စစ်ဒေသခွဲကပြောဆိုသည်။ မက်စလ29ရက်နေ့နနက်6နာရီခန့်တွင်ရှန်ကုံမန်လေးအမြန်လန်းဟောင်းအုတ်တွဲမျိုးနှင့်ညောင်စရောက်အပိုင်းတွင်ပြည်သူ့ကော်ရီတမ်ရော PDF စစ်စင်ရင်းနေမည်နှင့် တိုင်းစစ်ဌာနဘက်ကကိုကဲမှုအောက်ရှိဖြူဟာ23393နှင့် စစ်တောင်းစစ်ကြောင်းမှလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထို့သောစစ်ဆေးမှုများဆောင်ရွက်နေစဉ်နနက်9:45မိနစ်ခန့်တွင်မြောင်းချရာအပိုင်းရေစကန်မှာအင်အား6ဦးဖြင့်ထွက်လာသောအင်စီကအဖြူရောင်တစ်စီးနှင့်ရထားကောင်းတွဲအတူဖြင့်အင်အား10ဦးလိုက်ပါလာသောစစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်ဇန်ဘက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။